ဆပ်ပေါ်လေးတိုက်ရင်မလို့ရတဲ့အချက်၅ချက်ပြောပြပေးမယ်ပထမဆုံးအချက်ကတော့ဆေးတွေကိုလက်နဲ့မထိပါနဲ့ဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်တို့က in service လုပ်နေစဉ်အတွင်းမှာကားနဲ့ပတ်သက်တဲ့ကျွန်တော် risk ဆိုတာရှိရယ် pressure ဆိုတာရှိရယ်ပြီးရနောက်တစ်ခုက energy falling ဆိုတာရှိရယ်အဲ့ဒီအတွက်ကျွန်တော်ခန္ဓာကိုယ်ကနေအစီရောချွေရောထွက်လာနိုင်တယ်အဲ့ဒီအတွက်ကျွန်တော်တို့လက်မှာအစီရှိရဲ့ခါကြလို့ရှိရင်လူရဲ့ပေါ့နော်ဒီ ခဏကိုကထွက်လာတဲ့အရာကလည်းတကယ်တော့ပြန်စင်းစားခြင်းကမီကယ်တစ်ခုပဲဟုတ်ပါနော်ပြီးတော့ဒီကောင်ကလည်းကျွန်တော်တို့ကမီကယ်ပဲအဲ့တော့ကမီကယ်သူ့ဟာသူကောင်းနေရတဲ့ကျွန်တော်တို့ထိလိုက်တဲ့အခါမှာကမီကယ်တစ်ခုနဲ့တစ်ခုပေါင်းဆက်သွားပြီးတော့ဒီဆေးရဲ့ performance ကအခက်မသိရင်ကျသွားနိုင်တယ်အဲ့ရလို့ရှိရင်ကားရဲ့ quality ကလည်းကိုလိုချင်တဲ့ပုံထွက်လာမှာမဟုတ်ဘူးဒါကတော့ပထမဆုံးချက်ပေါ့နော်ဒုတိယချက်ကတော့ကျွန်တော်ပတ်တွေကိုအယောင်နဲ့မမှတ်ထားပါနဲ့ပတ်ရဲ့ theory မှာကျွန်တော်အယောင်နဲ့မမှတ်ပဲနဲ့ compound bullet finishing ဆိုတဲ့ theory ၃ခုပေါ်အခြေခံပြီးတော့ကျွန်တော်တို့နှစ်ခုရှိပါတယ် ဲ့ဒါပါလဲဆိုလို့ရှိရင်ကျွန်တော် soft neck နဲ့ hack neck ဆိုပြီးကျွန်တော်နှစ်ခုရှိပါတယ် soft neck ကကြတော့ကျွန်တော်တို့နူးညံ့မှု hack neck ကတော့ကျွန်တော်မာကျုံးဖြစ်ပါတယ်အဲ့တော့ကျွန်တော်မာကျုံးရှိတဲ့ pad ဆိုရင်ဒါ common pad ပြီးရင်တဖြည်းဖြည်းနဲ့ကျွန်တော်တို့နူးညံ့မှုကိုရောက်သွားမယ်အဲ့တော့ poly finishing ဆိုပြီးတော့ဒီလိုမျိုးကျွန်တော်မှတ်လို့ရပါတယ်ကျွန်တော်တို့တော်တော်များများ common pad ဆိုရင်အစိမ်း poly ဆိုရင်အပြားတစ်ခါလေရရင်လိမ်မောအွာပြီး finishing ကိုတော့လုံးဝတည့်ရည်တည်အနီဆိုပြီးကျွန်တော်မှတ်ထားတယ်ကျွန်တော်အဲ့လိုမလုပ်ပါနဲ့ဘာကြောင့်လဲ okay ကျွန်တော်တစ်ချိန်ချိန်ရလို့ရှိရင်ပေါ့နော် deep pad ျွန်တော်တို့ရှိမှမရှိတော့ဘူးတခြားသောဘက်ကိုကျွန်တော်အစားထိုးရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အမြဲ family ဖြစ်ခဲ့တဲ့ဘက်ကကွန်မွန်ဘက်ကဒီ hack နဲ့ရှိရယ်ဆိုရင်ဒီ hack နဲ့ဆိုလိုမျိုးတခြားသောအရောင်ဝန်ရှိရယ်ဆိုရင်လည်းကျွန်တော်တို့ common poly finishing ကကျွန်တော်ဖြည်းဖြည်းချင်းတိုက်သွားလို့ရပါတယ်ဒါကြောင့်ဒုတိယချက်အနေနဲ့ပတ်တွေကိုအရောင်နဲ့မမှတ်ပါနဲ့နော်သုံးခုမြောက်ကတော့ကျွန်တော်တို့ပတ်တွေကိုတစ်ခုစီခွဲတိုက်ပါဆေးတွေတစ်ခုတည်းကိုပတ်တစ်ခုတည်းမှာရောပြီးတော့မတိုက်ပါနဲ့ကွန်မောင်းပေါ်လီဖီနီရှင်အခြေခံထားတဲ့ဒီပတ်သုံးခုဟာဆိုရင်တော့ပြင်ကျွန်တော်ကွန်မောင်းဆိုကွန်မောင်း polish ဆို polish finishing ဆို finishing ဒီလိုမျိုးခွဲတိုက်ရတကယ်လို့မဟုတ်ဘဲနဲ့ကွန်ပေါင်းတိုက်ပြီးသားပတ်တွေပတ်ထဲမှာကွန်ပေါင်းဆေးတွေရှိနေတဲ့အခါမှာဒုတိယဆင့်ဖြစ်တဲ့ polish ကိုကျွန်တော်ရောပြီးတော့ဒီထဲကိုတိုက်မိလိုက်မယ်ဆိုရင်တော့ဒုတိယဆင့်ဖြစ်တဲ့ polish က effect ကကျွန်တော်တို့ဒီကားပေါ်မှာအဲဝင်နေမှာတော့မဟုတ်ဘူးပေါ့နော်အဘာကြောင့်လဲဆိုရင်ပထမပတ်ကကျွန်တော်တို့ပထမအောင်ဆုံးတိုက်ခဲ့တဲ့ဆေးကကျွန်တော်တို့ကွန်ပေါင်းဆေးဖြစ်တာပြလို့ကွန်ပေါင်းဆန်တင်းနဲ့ ဲပေါ့နော်ဒီကြီးချွတ်တဲ့ဆေးဖြစ်တာဖြစ်တဲ့အတွက်အဲ့တော့ compound နဲ့ polish ရောတိုက်လိုက်တဲ့အခါမှာ polish performance ကကားပေါ်မှာအကြောင်းကျသွားနိုင်ပါတယ်ဒါကြောင့်ပတ်တေကိုရောပြီးမတိုက်ပါနဲ့တစ်ခုစီခွဲပြီးတိုက်ရမှာပဲဖြစ်ပါတယ်လေးခုမြောက်ကတော့ကျွန်တော်တို့ပတ်ပေါ်ကိုဆေးနဲ့ priming လုပ်ပြီးတဲ့အခါကျလို့ရှိရင် sanding ပါတဲ့ဆေးဖြစ်ခဲ့ပြီးရှိတော့အဲ့ဒီဆေးကို lighter ပေါ်တင်လိုက်တဲ့အခါကျလို့ရှိရင် drip system နဲ့ apply မလုပ်ပါနဲ့ drop system နဲ့ပဲ apply လုပ်ပါကျွန်တော်ပြပေးမယ်เนาะโอเคဆေးကိုကျွန်တော်တို့ ပတ်ပေါ်ကို priming လုပ်လိုက်တယ်။ priming လုပ်လိုက်ပြီးတဲ့ခါကျလို့ရှိရင်ကျွန်တော်တို့က drip system မျိုးနဲ့ client light ဘောမှာ apply မလုပ်ပါနဲ့။ဘာလဲဆိုရင် drop system မျိုးနဲ့ပဲကျွန်တော်တို့ apply လုပ်အောင်မှာဖြစ်တယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်တို့က compound C ဟာ sanding bar ဖြစ်လို့အထဲမှာတဲပွင့်လေးတွေပါတယ်။အဲ့ဒီညာလို့ရှိရင်ကျွန်တော်ကဒီပေါ်မှာပတ်ပေါ်မှာအဲ့ sanding bar C ကို priming လုပ်ပြီးတဲ့ခါကျလို့ရှိရင်ကျွန်တော်ကားရဲ့ light ဘောကိုတင်လိုက်တဲ့ခါမှာအဲ့ဒီအချိန်မှာ drip system ပေါ့နော်။ ဒီလိုမျိုးတင်လိုက်တယ်ဆိုရင်အခက်မတင်ကျွန်တော်ကားရဲ့ light ကောင်မှာအဆင်ရဖြစ်နိုင်တယ်။ဒါကြောင့်ကျွန်တော်တို့က light ဘောကို clear ကုတ်ဘောကိုကျွန်တော် apply လုပ်တဲ့ခါကျလို့ရှင် drift system နဲ့မလုပ်ပါနဲ့ကျွန်တော် drop system နဲ့ပဲလုပ်အောင်ပါဖြစ်ပါတယ်။နောက်ဆုံး final ကတော့ကျွန်တော် sit into 6 12 into 12ပဲဖြစ်ပါတယ်။ဥပမာ light ကဘောမှာကျွန်တော်တို့က hologram တွေအများကြီးပဲနေရာတိုင်းမှာရှိနေတဲ့ကားဆိုပါတော့အဲ့ကြလို့ရှိရင်ကျွန်တော်တို့ကြုံတလို့တိုက်တယ်လေအာတိုက်ရှင်နေနေတိုက်တယ်ဒီဘက်ကိုသွားရဲဒါစနစ်မကျဘူးလို့ခေါ်တယ် စနစ်ကြအောင်ကျွန်တော်ဘာ theory တော့မှာလဲဆိုရင် sin to sin twin to twin ကိုကျွန်တော်တော့မှာဖြစ်အဲ့တော့ကျွန်တော်ကျွန်တော်လေကြလို့ချင်းကျွန်တော်ကခက်မသိမဲနဲ့ကျွန်တော်တိုက်ရှင်နေနေတိုက်လိုက်တဲ့ခါမှာ sin ကိုပြန်တုတ်လိုက်တဲ့ microfiber နဲ့ပေါ့နော်ပြန်တုတ်လိုက်တဲ့ခါကြလို့ချင်းကျွန်တော်မီးထိုးကြည့်တဲ့ခါမှာ hologram ကျန်တဲ့နေရာကျန်တယ်မကျန်တဲ့နေရာမကျန်ဘူးဒါဟာဖြစ်ချင်းက sin to sin twin to twin ကိုမတုံးလိုက်တဲ့ theory ကြောင့်ပဲဖြစ်အဲ့တော့ကျွန်တော်ကအဲ့ system ကိုသုံးမယ်ဒါဆိုရင် sin to sin နဲ့ twin to twin ကကျွန်တော်ဘယ်လိုမျိုး apply လုပ်အောင်လဲ okay ဒီလိုသွားမယ်ဒီဘက်ကိုပြန်လာမယ်ဒီလိုသွားမယ်ဒီဘက်ကိုပြန်လာမယ် ဲ့တော့ကိုကဒါ six into six ဆိုပါတော့ဟိုဘက်ကိုကျွန်တော်ထပ်ပြီးသွားမယ်ဆိုတာ12 into 12ဖြစ်သွားပြီအဲ့ဒါဆိုရင်ကိုယ့်ရဲ့ save ပမာဏကကျွန်တော်လုံလောက်ရဲ့လားဒီလိုမျိုးကျွန်တော်တွေးရဥပမာရန်ကြီးကျွန်တော်တို့ကကားဆိုးတယ်ဆိုရင်12 into 12မသွားပါနဲ့ပတ်မှာရှိတဲ့ save ကြီးအများကြီးကိုမထိန်းချုပ်နိုင်တာကြောင့်ကျွန်တော် six into six ပဲအရင်ဆုံးစသွားတာကောင်းတယ်အဲ့တော့ six into six ဆိုတော့ဘာလဲဆိုရင်ကျွန်တော်စပြီးတော့တိုက်တယ်ဒီလိုမျိုး save ကို apply လုပ်ပြီးရခါကြလို့ရှင်တိုက်မယ်တိုက်ပြီးရခါကြလို့ကျွန်တော်ဒီလိုမျိုးပြန်ဆွဲမယ် အဲ့လိုမျိုးစနစ်ကြမှုနဲ့ကျွန်တော်တို့သွားပါပဲဖြစ်တယ်ဒါဟာကျွန်တော်တို့စင့်တူစစ်တွဲလူတွဲရဲ့နောက်ဆုံး final အချက်ပဲဖြစ်ပါတယ်အဲ့တော့အခုကျွန်တော် support လိုက်တရင်မလုပ်ရတဲ့အချက်၅ချက်ကိုပြောခဲ့ပြီးဖြစ်ပါတယ်ကျွန်တော်တို့လည်းအရင်တော့ဒီလိုမျိုးမသိခင်ကပေါ့နော်ဒီကိုထင်တယ်လို့မျိုးလုပ်ခဲ့တာလည်းရှိပါတယ်ဝန်ခံပါတယ်ကျွန်တော်အများနဲ့ကျွန်တော်ရဲ့ဗီဒီယိုတိုင်းမှာကျွန်တော်ဘာတွေလုပ်ခဲ့လဲအများဖြတ်တန်းခဲ့ရဆိုတော့ကျွန်တော်ပွင့်လင်းမြင်တာမှုရှိအောင်အားလုံးကိုကျွန်တော်အမြဲပြောလို့ရှိပါတယ်အဲ့တော့ကိုကတိသွားပြီဆိုလို့ရှိရင်မှားနေခဲ့လားအမှန်ကိုတိပြီဆိုရင်အဲ့မှားကိုပြင်ဖို့ကျွန်တော်နောက်မကျသေးပါဘူး တကယ်လို့ကိုယ်မှာလိုအပ်ချက်ရှိရင်လည်းကျွန်တော်ပြင်လို့ရပါတယ်။ဒါမှသာလေကျွန်တော်တို့ auto dealing log ကြီးကတိုးတက်ပြီးတော့ကားပိုင်ရှင်တွေနဲ့လည်းကားရဲ့ quality ကိုဒီထက်ပိုကောင်းတဲ့အိမ်မက်တွေကိုကျွန်တော်တည်ဆောက်လို့ရမှာပဲဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ရဲ့ video ကတော့ဒီလောက်ပါပဲ။နောက် video လည်းဆက်ပြီးစောင့်ရောက်ပေးပါအောင်။အားလုံးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။